အလုံးမဲမင်္ဂလာပါဒီနေ့မှလဲစေဝန်စားပွဲဖြစ်ရမှန်ဇလန်းတပုတ်ကိုတင်ဆက်ပေးလိုက်ပါတယ်ဒီနေ့ကြောမှာတော့မဲလိုင်းစင်းနဲ့ပတ်သက်လာရင်လမောင်ကိုဘယ်သူမှမရှင်းပြနိုင် မဲလိုင်းစင်းလောကမှာတော့လမောင်ကဂျန်ဘေကင်းချန်ပီယံဟုဆိုရပြီဂျန်ဘေကင်းဆိုလမောင်၏အမဲလိုင်းစင်းတက်တန်းကကြာလာပြီသူတို့၏မီယိုဘလာအလုပ်ဟုပင်ပြောရပြီ လမောင်ဆိုတော့ညာလေသူကဗမာလူမျိုးမဟုတ်ဘာသာရှားဘိုးဘွယ်တို့လူမျိုးရှားဇာတိဖြစ်သည်လူမျိုးရှားဆိုပေမဲ့သူ၏ဘိုးဘမိဘတွေကမှဆ၍ဒီနေ့သည့်ဆမြုပ်တွေဖြစ်သည်ထို့ကြောင့်လမောင်ကပြောရရင်ကမ္မဝဖမိဘာသာရှားဖြစ်သည်ဒီကြတဲ့လမောင်ယူထသည်ကချောချောလှလှဖြူးဖြူးပွေးပွေးအင်းမလေးဖြစ်သည်လမောင်ပတ်စံရှိ၍ ဒီလိုရှော့ရှော့လတ်လတ်လေးကိုကြားယူထားခြင်းမဟုတ်ပေသူတို့ကမဲတငယ်ချင်းကြောင်းနေပေဖြစ်သည်နှစ်ယောက်သားချင်း၍ကြိုက်၍ယူခဲ့ခြင်းဖြစ်သည်ဘုရားဘာသာကိုပဲသောကျင်မှဖြူဖြူရှော့ရှော့လေးနှင့်အစဘာသာကိုပဲသောလမောင်တို့ကိုပြေချာသောအခါပပဝရီကိုမင်းကုဒ်ကိုပြေသွားပြီဟုလူတွေကပြောခဲ့မှုသည်တမောင်ရင်ဖေးကနဲ့လိုင်းစင်ရသောကထေးဖြစ်သည် ဒီအရကပေါင်းတဲ့တင်းတဲ့ဝင်ထွက်တတ်ပြေလာမောင်ဘေးကလည်းတိုင်ပဲခင်အမဲလိုက်နေမှာဖြစ်သည်စီဝါရဲ့လောကတွင် ရှင်မြိုင်ပဲဆိုတော့ရှင်သမီးရဲ့ဖြစ်တော်လေလာမောင်ဤဘေးဥမောင်စိန်မောရှင်မြိုင်နိုင်သောမဲလိုက်စင်မှာမိမိခါမှ အကိုပေါ့ပွေဘူးခေထာခင်ဖြစ်သူဥစိန်မောင်ဤငွေကြေးဥစ္စာသမကပေါင်းတဲ့စစ်စံဤအတတ်ပညာလုံငန်းနှင့်ကတ္တသောအတတ်ပညာတို့ကို မွေစကံကဲသော လမောင်ကြီးလည်းအဖေ့ရှေယာနင်းကပြိုင်ပကင်းမဲလိုင်းစင်သမားဖြစ်ကြရသည်ဥမောင်စိန်ကြီးအသက်ရွယ်ကြီး၍မလုံနိုင်မကိုင်းနိုင်သောအခါမဲလိုင်းစင်လုံငန်းကိုလဝဲကြီးအုပ်ရန်ဆောင်းမြောင်းနေကြသောရှားရှင်ပြိုင်ပစီပွားရေးသမားတို့သည်မှန်းချင်းနှင့်နှံ့တွေ့မကိုက်ဖဲဥမောင်စိန်သားတမောင်လက်ထက်ရောက်သောအခါအဖေအထက်လက်ဆောင်ထက်သောလမောင်ကိုချုံပေးကြရလေတော့သည် အမဲလိုင်းစင်လုံငန်းဆိုတာကတော်ယုံတန်ယုံငွေကြေးဥစ္စာတော်ယုံတန်ယုံစစ်တွေနဲ့ရတာမျိုးမဟုတ်ပေငွေရဲ့ကြေးရဲ့ဘောင်းဖက်စစ်စံရဲ့ပစ္စုံပြည့်စုံမှရတာမျိုးဖြစ်သည်လမောင်းမဖေတူသားဖြစ်ယူကုလတဲ့တွင်လုံငန်းမှာပို၍စင်ပြီးအောင်မြင်ကပို၍ပင်စီးပွားဖြစ်ခဲ့လေသည်လမောင်းကအတုသမေဝန်းဆောင်ဖြစ်သောမဲလိုင်းစင်လုံငန်းတွင် ်ဆရာကြီးတဆူဖြစ်ဒီနွားတကောင်ကိုကြည့်ယုံမြနဲ့သားဘယ်လောက်အယိုးဘယ်လောက်အစီဘယ်လောက်ထွက်မည်ကိုတတ်အသေးစားပြောနိုင်ကြည့်သူတတန်းတစ်ချောင်းမဲပေါ်ရရှုံနေဆိုတာဘယ်တော့ငါမှ မရှိခဲ့ဘူးပဲလာမောင်းဒီတတ်တဲ့လိုင်းစင်လုပ်ငန်းတွင်သာကျွမ်းကျင်သည်မဟုတ်ပေါင်းတင်စစ်စမ်းရေးလူမှုရေးတွင်လည်းကျွမ်းကျင်သူဖြစ်သည်မိသူနဲ့မဆို အစဉ်ပြေအောင်ပေါင်းတင်ဆက်ဆံတတ်သည်မမနာဟူယူလည်းမရှိ အမြဲပြုံးချွင်သောမျက်နှာနှင့်သဘောမနောကောင်းတူလည်းဖြစ်သည်လမောင်းဤထူးခြားခြင်းမှာအချို့သောသူတို့ဘာသာဝင်များကဲ့သို့ဘာသာရေးဆွံ့ရောက်ဂျူမသေးခြင်းဖြစ်သည်ခပြင်းများလည်းဆရန်တီကျောင်းနေမှုသည်ဖြင့်ပညာအခြေခံလည်းမနည်းသူဖြစ်သည်ကျောင်းသားဘဝကပင်ဘောလုံးဝါဒနာပါပြီးဘောလုံးကနေမှုသည် ဒွိုင်းနောင်ကြွေကောလုံးမကနိုင်တော့တော်လဲဘောလုံးနဲ့ပတ်သက်ရင်လောအပ်စီနေရာမှာဦးကြီးပေးထားကြည့်သူ့ကိုမြို့နယ်ဘောလုံးအသင်းတွင်လှမောင်းကငွေကြေးဆိုင်ထုတ်သော စပွန်ဆာဖြစ်သည်ထို့ကြောင့်ဘူကြီးလူမယားလုံးကလှမောင်းကိုချစ်ကြသည်ဘုရားဘာသာကိုပဲသောကေမန်လေးကိုယူထားတော်လဲဘာသာရေးယူမတည်တော့စွန့်မရောက်တော့လှမောင်းကြည့်သူတို့ဘာသာကိုကိုယ်ပဲရဲ့ ဟိုမိမကိုဒီတိခာမမတိုက်တွန်းခဲ့ပြီသူမိမဤဘာသာရေးနဲ့ပတ်သက်ရင်းအလိုတန်းပြည့်ရလွန်လဲလှမောင်းပါဝေးရေရက်ွက်ထဲကရှူပေါင်းဒုံလပယဟန်ခံပွဲဆိုရင်လဲလှမောင်းရင်နွေသေးထဲဝင်ပြန်ဒီတို့တို့လူမျိုးရေးဘာသာရေးဆက်စပ်ရရပေါင်းတဲ့စစ်စံလိုက်လျောနေထွေးရှိတဲ့ပြင်လှမောင်းဆိုရင်ဒီနေရကြောမှာမတိလို့မရှိလျောင် ခင်ချလေဟီလမောင်ဤစီဝါရေးသည်တနေ့တခြားဒီရေလာကဲ့သို့တရရဲ့တိုးတဲ့လာသလိုသာသမီတွေလည်းလေးယောက်ဖြစ်ထွန်းလာခဲ့သည်တချို့ကလမောင်ကိုဘဝအကျိုးပေးကောင်းသူဟုတွေးကြသည်ပိုက်ဆံအစဉ်ပြေသောမိဘကသူ့ကိုမွေးခဲ့သည်ရွယ်ရောက်သောအခါမိမချောချောလေးနဲ့ရသည် စီဝါရေးလည်းအကြမရှိထွတ်တက်ခဲ့သည် တာကျော်သမီးကျော်လေးတွေမွေးစီလူငူရဲ့စီဝါရဲ့အားလုံးကြည်လိုက်သည်ဒီတော့ဘဝပေးကျိုးပေးကောင်းသူလှမောင်တော်သူတွေကပြောပြခြင်းမှာမှန်သည်ဟုဆိုရနိုင်ခဲ့သည်လှမောင်တဲ့90လောက်ရောက်တွင် သူဤမူလဘာသာကိုအပြီးပိုင်းဆွလုပ်ပြီးဗုဒ္ဓဘာသာသို့ပြောင်းခဲ့စီမိသူကမှတိုက်တွန်းခြင်းမဟုတ်ဘဲသူသဘောနဲ့သူကုပြောင်းကိုကလာခြင်းဖြစ်သည် ဗုဒ္ဓဘာသာသို့ကိုးပြောင်းလာသောအခါလှမောင်းသည်သူသားနှစ်ယောက်နှင့်သူဘာဒုံလဘယဟန်ဝတ်သည်အလူအတန်းတွေလဲလုပ်သည်ရေစားသော ရက်ွက်တွေမှာဧရင်တူပြီးလူရန်သည် သူတို့မြို့မှာဥလမောင်းကောနောစေဖို့မိသားစုလူရန်သည်ဆိုတော့ဧရင်နဲ့ဆရက်တွေအများပြပေါ်ပေါက်လာသည်ဥလမောင်းသည်သူ၏မိယောဗလာလုပ်ငန်းဖြစ်သော မဲလိုင်စဉ်လုပ်ငန်းကိုအပြီးပိုင်းဆွတ်လွတ်လိုက်ပြီးအခြားစီးပွားရေးကိုရောင်းလဲလုပ်ကင်ခဲ့သည်။လမောင်ကြီးပြောင်းလဲလာသောဘဝအရှင်တွေကိုနှစ်ဆိုင်ဝမ်းမြောက်သွားဖြင့်အနာပိုင်းပွဲစဉ်များဘာသာရေးလူမှုရေးပွဲကြီးများကဥလမောင်ကိုကြိုးစားအားပေးကူညီခဲ့ကြလေသည်။ဘဝဟူသည်မြားကြီးတကယ်သို့ဆောင်းတမ်းမှုရှိခဲ့။မြေပြင်တကယ်သို့ အနိုင်တမြဲမငြိမညာဖြစ်သည်ဟုသောဆိုရစကားသည်ချိခဲ့သည်လမောင်ဤဘဝသည်ငယ်စဉ်ကပင်ယခုချိန်သည်အတိတ်ဘဝအခုလိုက အဟုံကြောင့်စာစာရရာစင်ပြေဆုံးဝေးခဲ့သည်သာဖြစ်သည်ယောဘလောက်သောခက်ခဲမရှိခဲ့ပေသို့သောအတိတ်ဘဝကဘာလာသော ကုသိုလ်ကံအချိန်ဟုကုံဆုံးသောအခါတွင်ဥလမောင်ဤဘဝသည်တမျိုးတပုံပြောင်းလဲခဲ့လေသည် အိနာရေးစီးပွားရေးလူမှုရေးဘာသာရေးစသည်ဖြင့်ကဏ္ဍအဆုံးတွင်စင်ကြီးအောင်မြင်ဆုံးမှုရဲ့သောကုလမောင်အသက်60လောက်ရောက်တွင်မိသည့်ယောဂါဟုအတိအကျပြောရန်ခက်ခဲသောယောဂါတစ်ခုဆွဲကင်လေတော့သည်ဝေကျေတနိုင်၏ဘလိုပင်ပြုတာကုတာတသာပြောက်ကင်းသည်မရှိပဲတရှောင်းချောင်းဖြင့်အဲ့ရတဲ့လဲလေတော့ပြီးကုလမောင်အဲ့ရတဲ့တွင်လုံမမဘောတင်လဲလေတော့အခါ ထူးဆန်းသောဖြစ်ရစံတစ်ခုပေါ်ပေါက်ခဲ့လေ။ဥပမာကြီးမျိုးပေါ်ရည်တင်ဖြင့်အဲ့ရတဲ့လဲနေတာကြာပြီးသူဇနီးနဲ့သားသမီးများမိတ်ဆွေရောင်ရင်များကဘလိုပင်အားပေးတော်လဲသူ့ရှင်နေကိုသူတည်သည်။ဘာမှလည်းစားခြင်းသေးတောက်ခြင်းသင့်ဖြစ်စား၍တောက်၍လည်းမရသူခန္ဓာကိုယ်ကြီးသည်ဂရင်းပေါ်တွင်ဥဆုပ်လေးကိုရှာတတ်ကဲ့သို့ရောက်ခွေခောက်၍နေသည်။သူအသက်ရှူ၍မောရသလို သူ့ရင်ဘတ်ထဲတွင်လည်း နေရနံပြဆိုသလိုပူလောင်နာခြင်းနေသည်ထိုးအောင်နေသည်စူးဝါစွာခံစားနေရသည်သူသည်မောဟိုက်လာပြီးအိပ်ပျော်သွားခြင်းတော်လဲအိပ်၍မရမျိုးလုံးတွေကြောင်းနေသည်သူဘူးပူရလွန်းလို့သူမိမနဲ့သူသားသမီးတွေသည်မောပန်းနွမ်းနေစွာကင်းသူတို့အိပ်ရာတည်တည်တွင်အိမ်မောကြနေကြပွေသူ၏တပည့်ဂရင်မာတော်သူစနေနော်ဆေဖို့သည် ပွေကွေလေးအိပ်ပျော်နေချကြည်သူနဲ့နေစဉ်ဆဲကျော်တက်ကရွှေကျွမ်းဝင်ခဲ့ရသောနေစီဦးနော်စီဖောနေစဉ်ကဖြူပွေးတောင်တင်းလှပစုပြေသော နော်စီဖော သူနဲ့ခိုးရလိုက်စဉ်ကဘာသာကျဖြစ်သော သူကိုယူ၍တဝန်းကျင်အမျိုးအတိုင်းဝိုင်းတွေ၏မကြေမနက်ဖြစ်မှုများကိုကားစီခံခဲ့သော နော်စီဖောအိမ်နံတရံတစ်လျှောက်တွင် ပါရမီဖြစ်တဲ့ဘွယ်မယဝတရားကြီးခဲ့သောနောစိဖောသဒမီချောချောလေးတွေသူ့အတွက်မွေးပေးခဲ့သောနောစိဖောယခုတော့အသက်ရွယ်ကြီးရင်သာဝတ်တုပ်ရွယ်ကြီး ဖြစ်နေရတော့လေသူခန္ဓာဘူးကြီးနဲ့မလိုက်အောင်တဲ့လင်းမြန်ထက်လက်စွာသွားလာပါကြ၍သူ့ကိုမငြုံမငြင်းပြုစုယူရချသောသူ၏ချစ်စနီးနောစိဖောကို ရေဝဲသောမျက်လုံးများဖြင့်အလန့်ကြည့်ရင်ဒီမယားဒီတသမီးတွေနဲ့ခွဲခွာရတော့မည်သည်ဝန်းရဲစွာဖြင့်ပုလမောင်၏ဆိုင်ဝင်နေသောမျိုးများမှပုံလွဲသောမြေဘူးတွေတိတ်ဆင်းလာသည်ပုလမောင်သည်ယင်းထဲကတွောင်းလာကပြင်အော်ဟစ်မြည်သွားကျင်လာသည်မကန်မရနိုင်လို့၍အော်ဟစ်လိုက်တော့ခါသူတန်းသည်လူသားတယောက်၏အော်ဟစ်ညှိတော့သမုတ်ကဲ့ ဝမ်ဘဲဟူ၍နောရကောင်ဤအော်ဒန်မျိုးခတ်ပေါ်လာလေသည်။ဟူလာမောင်းသည်သူ့ဘုသူမယုံကြည်နိုင်သောဖြင့်နောက်တစ်ချိန်အော်ဟစ်လိုက်သောအခါတွင်လည်းဝမ်ဘဲဟူသောနောရအော်ဒန်ကြီးသာခတ်ပေါ်လာသည်ဖြင့်အန်အော်တောင်းလို့သွားပြီးချွဲစဲတွေထုတ်ပေါ်လာသည်ဖြင့်မျက်လုံးကို မိတ်လိုက်လေသည်။ထိုအခါသူမျက်စိထဲတွင် အကောင်ရေရအကောင်ရေရာထောင်မကသောကျေအိုမဟာဦးကြီးတည သူကိုယ်မှချက်တန်းပြေလွားသွားကြသည်ဟု မြင်လာသည်သူကိုယ်မှချက်တန်းသွားသောနွားဦးကြီးကိုမောင်းရင်ပေါ်ဟဲ့လိုက်တော့ကသူ့နှုတ်မှနွားဝသံကဲ့သို့ဝမ်းပေဟုသာဝမ်းကောင်းတမ်းကြီးဖြင့်ခတ်ပေါ်လာလေသည်သူလူမဟုတ်သေးရလားထိုနှောင်းကြီးနှင့်ရောပြီးနွားခက်သွားပြီလားဟု ထိတ်လန့်တုန်လှုပ်သွားသည်တော့သည်သူမျက်စိထဲတွင်သူအမဲသက်ယုံတဲ့မှ ေတံရဲရဲဖြင့်ဆန့်ငင်ဆန့်ငင်ဖြစ်လေသောနွားများကျွဲများကိုမြင်အောင်လာသည်တပည့်ဂရင်ပေါ်တွင် မောပန်းနွမ်းနယ်စွာအပြောနေသောဒေါ်နောစိတ်ဖို့သည်ယင်းနေသကောင်းချင်းဝမ်းပဲဟုသောရင်ကောင်းတန်ကြီးဖြင့်နွားဟောတန်ကြီးကိုကြားလိုက်ရသဖြင့်လန်လို့သွားပြီးသူ့ယောက်ျားကိုကြည့်လိုက်သောအခါနွားဟောတန်ကဲ့သို့တန်နေကြီးဖြင့်အော်ဟစ်နေသော တို့ရောက်ကြဥလမောင်ကိုတွေ့လိုက်ရသဖြင့်အဲ့ရာပေါ်မှဒုလဲထာကတို့ရောက်ကြဤသို့ကတ်သွားပြီးကိုလမောင် ကိုလမောင်ဟုခေါ်နှုတ်လိုက်သည်ဥလမောင်သည်ဟောစေဘောခေါ်တန်ကြောင့်တရေဝင်လာပြီးရွှေစင်းများပြန်လာက ကိုရွေပင်ကြောက်လင့်သုံးလှုပ်လာလေသည်ရာစေဘောသည်သူ့ခင်မွေး၏တကိုင်းလျှောက်လိုဖြစ်နေသောယောဇုလက်ကိုကျင်နာစွာဆုပ်ပန်၍ ကိုလမောင်တရီထားလေစင်သေးကောင်းနေမဟုတ်လားဟုတ်မေးတော်လဲကိုလမောင်ကဥလမောင်ကတော့ဘာမှပြန်ပြောနိုင်ပဲရေဝင်နောင်းလျာတော့မြဝုံးများဖြင့်ကြောင်စီစီရှင်းနေရရှာလေပြီမျက်စီတဲ့တွင်ကျွဲအုံနွားအုံကြီးများတွင်းတန်ရဲရဲဖြင့်ပြင်းလွှားနေတာသာမြင်နေရလေနီဤတို့ဖြင့်ညနေတကောင်ချင်းလောက်ဆိုရင်ဥလမောင်၏နှုတ်မှာ ဝံဘေဘုဒ္ဓနောဇံကြည်တိမချိမဆန့်ဩဇံကြည်ဖြင့်ကျဲလောင်စွာထွက်ပေါ်လာမည်ဖြစ်သည်။ဩလာမောင်ကိုွယ်ခဲ့သောဆရာတော်ကြီးသည်ရှာသံဃာများနှင့်အတူကြွရောက်ပြီးဥလမောင်ဤတွင်တိုင်းကဝရိတ်များရွတ်ပတ်ခြင်းဆုတောင်းမတာပူခြင်းမြဝေခြင်းတို့ကို နေစဉ်လာရောက်ပြုလုပ်ပေးလေသည်။သို့တော်လည်းမြင့်အချိန်တွင်ဩထွက်လာသော ဥလမောင်ကြီးအတန်းနဲ့ကြည့်ရှင်နွားဩဇံကြီးကိုညစဉ်လိုလိုကြားရမြဖြစ်လေကြီးဥလမောင်ကြီးသူတို့ကံအဟောကုံဆုံးလာမဲသက်လုပ်ငန်းဖြင့်ကြာသက်ပံပြုလုပ်ခဲ့သောအပုဒ္ဓကံကပြန်ပြီးကျိုးပဲ့လေပြီဟုလူတွေက ကရုဏာသစ္စွာပြောကြလေပြီဥလမောင်ကြီးဟိုခဲ့သောနွားရကောင်မရှိမဆန့်ဩဇံခဲ့သောနာကျင်စွာအဟေညွှတ်ရင် အလခန့်အကြတွင် ကွယ်လွန်တော်လေသည် ဥလမောင်၏ဒါကြီးဖြစ်သူသည်ဖခင်ဘောရလောကရန်အချိုးအပြစ်နှင့်ကံတရား၏စံကြသောအကျိုးကိုမြဝဒင်းဒင်းမြင်တွေ့ရသဖြင့်ထိတ်လန့်တန်ဝေခရစွာဖြင့်သာသနာပေါင်းသို့အဘိဓိုင်ဝင်ရောက်ပွားလေတော့သည်တလန်းလေးကတော့ဤတွင်ပြီးဆုံးပါပြီအလုံးမဲကျမ်းမာချမ်းသာကြပါစေ